တရုတ်နဲ့အမေရိကန်ပြည်ထောင်စုကြားကုန်သွယ်ရေးတမမူရိဟာမကြသေးခင်ကလေကြောင်းကန်တာတွေကိုရောက်ရှိသွားခဲ့ပါတယ်ဒီအချိန်ရဲ့အထင်ရှားဆုံးရောင်းပြန်ဟမ်းမှုတစ်ခုကတော့ Boring Company မှာဖြစ်ပေါ်နေတဲ့ပြဿနာတွေပါ။တရုတ်ရဲ့မြို့ပြလေကြောင်းအုပ်ချုပ်ရေးဌာနက Boring ရဲ့ဇက်လင်ရေးပို့ဆောင်မှုတွေကိုရပ်ဆိုင်မှုအမိတ်ထုတ်ပြန်ခဲ့တဲ့ဆိုတဲ့သတင်းဟာလေရင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Boring ရဲ့ရှယ်ယာတမိုးကိုလင်းများစွာကျဆင်းသွားစေခဲ့ပါတယ်။ဒါဟာနှစ်နိုင်ငံအကြားကုန်သွယ်ရေးစပွဲဟာဘယ်လောက်ထိကျေပြန်ပြီးကျန်နိုင်တယ်လဲဆိုတာကိုဖော်ပြလိုက်တာပါ။ ခြေအနေဟာကွန်မြူနတီကူတောင်မှဟုတ်ကနော့တကူရေကိုထိခိုက်တာမဟုတ်ပေနဲ့နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်တွေဝန်ထမ်းထောင်ပေါင်းများစွာနဲ့ဒေါ်လာဘီလီယံပေါင်းများစွာရဲ့စီးပွားရေးကိုတပြိုင်တည်းထိခိုက်စေပါရယ်။ဒါဆိုဘယ်နံပါတ်တွေကဒီအကြက်တွေရဲ့နှာရှိုင်းမှုကိုပုတ်ပြီးတော့ရှင်းလင်းစွာဖော်ပြပေးလဲ။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာဘိုရင်းရဲ့ကမ္ဘာလုံးဆိုင်ရာအော်ရာစီယံမှာလေယံပေါင်း4500ခန့်ရှိခဲ့ပါရယ်။ ဒီတဲ့ကထောင်နေရာကျောင်းဟာတရုတ်နဲ့ဆက်ဆက်နေတဲ့လေကြောင်းလိုင်းတွေဒါမှမဟုတ်လင်းရင်ငားရတဲ့ကွန်မြူနတီစီကနေရှိပြီးသားဒါမှမဟုတ်ဖြစ်နိုင်ခြေရှိတဲ့သဘောတူညီချက်တွေပါဝင်ပါတယ်။ဒါဟာဘိုရင်ရဲ့ကမ္ဘာလုံးဆိုင်ရာအော်ဒါရီရဲ့26ကနေ28ရာခိုင်နှုန်းလောက်နဲ့သက်ဆိုင်ပါတယ်။ လေရင်တစီရဲ့ပြည်မြဆင်းရဲတမိုးကကိုရဲကျဲလေရင်တွေအတက်ဒေါ်လာ300တန်းလောက်ရှိပြီးတော့ကိုရဲကျင်းနဲ့လန်တလန်နဲ့လေရင်တွေအတက်ဒေါ်လာ130တန်းလောက်ရှိပါတယ်။ညှိနှိုင်းမှုတွေကြောင့်ဆင်းရဲတမိုးနဲ့တကယ့်ရောင်းချတဲ့တမိုးကြကကွာခြားချက်ဟာကျင်းမြောင်လာပြီးမယ်။ကျွမ်းကျင်တဲ့သူတွေကတရုတ်ကိုလေရင်ရောင်းချမှုဟာဘိုရင်းရဲ့နှစ်စဉ်ဝင်ငွေရဲ့ဒေါ်လာ10ဘီလီယံကနေ12ဘီလီယံလောက်ရှိတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့အလေးပေးပြောကြပါတယ်။ တာရီမကပါဘူးရရှိပြုပြင်ထိန်သိမ်းမှုနဲ့အပေါ်ပစ္စည်းသဘောတူညီချက်တွေကိုထည့်သွင်းစဉ်းစားရင်ဒီနံပါတ်ဟာပို့ပြီးတော့မြင့်တက်နိုင်ပါ रे အခုတရုတ်ကဘိုရင်းနဲ့လင်းရင်ပို့ဆောင်မှုအလုံးကိုရက်ဆိုင်မှုပြောနေရဆိုရင်အထူးသဖြင့်လာမယ့်ကာလအတွက်စီစဉ်ထားတဲ့ပို့ဆောင်မှုတွေကိုဆိုလိုတာဖြစ်ပြီးဒါဟာဘိုရင်အတွက်ဒေါ်လာ10ဘီလီယံကနေ30ဘီလီယံထိဖြစ်နိုင်တဲ့ဝင်ငွေကိုအနည်းဖြစ်စေတာပါ။ဈေးကွက်ရဲ့ကနအုပ်တုံပြမှုတွေရာဒီကြေညာချက်ထွက်ပြီးရဲ့နောက်ရက်အနေငယ်တွင်ဘိုရင်ရှယ်ယာတွေကိုကနေ10ရာခိုင်နှုန်းထိကျဆင်းသွားခဲ့ပါရယ်။ လေလာသူတွေကဒီတိတာရဲ့ကြဆင်မှုဟာတရုတ်ရဲ့လေရင်ဝယ်ယူမှုရက်ဆိုင်မှုအတွက်ဆုံးဖြတ်ချက်တင်တာမကဘဲနဲ့အနာဂတ်မှာထပ်မံပြီးတော့လက်တုံ့ပြန်မှုတွေဖြစ်လာမှာကိုဆိုရင်လည်းအတွက်လေးဖြစ်တယ်လို့ဆိုပါရယ်တရုတ်ရဲ့လက်တုံ့ပြန်မှုတွေရေရှည်ဆက်လက်ဖြစ်ပေါ်မယ်ဆိုရင်ဘိုရင်ရဲ့မြို့ပြလေကြောင်းဝေစုဈေးကွက်ဟာဆိုရင်တော့ Airbus ဘတ်ကိုပြောင်းလဲသွားနိုင်တယ်ဆိုရယ်ဆိုရင်မှုတွေလည်းရှယ်ယာရှင်တွေရဲ့ဂျာရီမှာထင်ဟန်နေပါရယ် ဥပမာအနေနဲ့2024ခုနှစ်ရဲ့ data တွေဟာတရုတ်ရဲ့ Boeing နဲ့ Airbus ထံကနေစုစုပေါင်း order မှာယူမှုတွေဟာတန်ချိန်14.5ဘီလီယံခန့်ရှိပါတယ်။အကယ်၍ဘေကျင်းအစိုးရဟာ Airbus ထံကနေထပ်မံပြီးတော့ order မှာယူမှုတွေကိုဥတီသွားမယ်ဆိုရင်ဒါမှမဟုတ်ပြည်ရင်းထုတ်လုပ်သူ Comas ရဲ့ထုတ်လုပ်မှုကိုအရှိန်မြှင့်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင် Boeing ရဲ့ဝေစုဟာနှစ်စဉ်ဝင်ငွေဒေါ်လာ5ဘီလီယံကနေ6ဘီလီယံအထိသာကန့်သက်ခံရနိုင်ပါတယ်။ ဒီဆုံးရှုံးမှုဟာဘိုရင်းရဲ့ရှယ်ယာစင်းလုံးမှာရေရှည်မှာဈေးကွက်တန်ဖိုးဒေါ်လာ40ကနေ90ဘီလီယံထိဆုံးရှုံးသွားနိုင်တဲ့ဆိုတဲ့အလားအလာဟာစတော့ဈေးကွက်မှာထိတ်လန့်မှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းကိုရှင်းပြနိုင်ပါ रे ဒီပြဿနာဟာဘိုရင်းတစ်ခုရဲ့ကိုသာတက်ရောက်တာမဟုတ်ဘဲနဲ့ American စီးပွားရေးတစ်ခုလုံးနဲ့လည်းသက်ဆိုင်ပါ रे သတိပေးရမယ်ဆိုရင်လေကြောင်းတင်ပို့မှုတွေဟာ American ရဲ့လက်ရှိအကောင့်လုံငွေပြမှုကိုရှော့ချရမှာအရေးပါတဲ့အချက်တစ်ခုဖြစ်ပါ रे ။ တရားဝင်ဒေတာတွေအရအမေရိကန်ရဲ့မြို့ပြလေကြောင်းပစ္စည်းတွေနဲ့လင်းရံတန်ဖိုးမှုဟာနှစ်စဉ်ဒေါ်လာ130ကနေ140ဘီလီယံလောက်ရှိပါတယ်။ဒီပမာဏရဲ့တိသာထင်ရှားတဲ့အစိပ်ပိုင်းတစ်ခုကိုဘိုရင်းကထုတ်လုပ်တဲ့စီးပွားဖောက်သည်တင်လင်းရံတွေအပူပစ္စည်းတွေနဲ့ပြည်ပြန်ထင်သိမှုဝန်ဆောင်မှုတွေကပြည့်စည်ပေးပါတယ်။ဒီတင်ပေါ်မှုစည်းကွာမှာတရုတ်ဟာ15ကနေ17ရာခိုင်နှုန်းလောက်ငွေစုရှိပါတယ် ဒါကြောင့်ဒီဂရီတော်အချက်တွေမှာတော့မှ15ကနေ18ရာခိုင်နှုန်းဝေဆုဆုံးရှုံးမှုဟာအမေရိကန်ရဲ့တင်ပို့မှုလက်ကျန်အပေါ်မှာဒေါ်လာဘီလီယံပေါင်းများစွာရဲ့အပြတ်သဘောဆောင်တဲ့တည်ရောက်မှုကိုဆိုလိုပါတယ်။ဒါရီမကဘောဘိုရင်ရဲ့တောက်ပံ့ရေးကွင်းစားဟာအမေရိကန်ပြည်တော်စုရဲ့ပြည်နယ်90နီးပါးမှာပြန့်နှံ့နေပါတယ်။အင်ဂျင်စိတ်ပိုင်းတွေလေကြောင်းနည်းပညာပစ္စည်းတွေထိုင်ကုန်တွေစဉ်သက်ရေးကြရတွေဒါရီအလုံးကိုတင်းငယ်တဲ့ကုမ္ပဏီထောင်ပေါင်းများစွာကထုတ်လုပ်ပေးပါရယ် ဒီကုမ္ပဏီတွေဟာတရုတ်ကိုသွားမယ်လင်းရင်အော်ရာတွေတောင်မှမဟုတ်အပုပ်ပစ္စည်းတွေရေဝေစုတစ်ခုကိုရရှိပါရယ်ဒီအရာမှခွင့်ဆက်ကြီးရပ်တန့်သွားမယ်ဆိုရင်ပြည်နယ်ပေါင်းများစွာမှာအလောက်ကိုင်းတွေဆုံးရှုံးနိုင်ပါရယ်အထူးသဖြင့်အင်းညင်အစိပ်ပိုင်းထုတ်လုပ်တဲ့သူတွေဟာ2025ခုနှစ်အကုန်မှာအလောက်ကိုင်း9000ငါးလေးတပေါင်းအထိပြတ်တောက်ရနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်တွေကိုအမေရိကန်မှာဆွေးနွေးနေကြပါရယ်တရုတ်ဘက်မှာတော့ boring ကိုအစားထုတ်ဖို့ဆိုတာတိတ်လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးပြင်းဆိုရဟာ Airbus နဲ့ဆက်ဆံရေးကိုအပြည့်ဖို့ ਨੇ Comac's C919 နဲ့ CR929 လိုမျိုးပြည်ရင်းထုတ်လုပ်မှု project တွေကိုအချိန်မြင့်လှုပ်ဆောင်မှုအတွက်စီစဉ်ထားပြီးမယ်။ရေတိုအတွင်းမှာ boring ရဲ့ကိုရဲကျဲလင်းတွေကိုဖျက်သိမ်းလိုက်မယ်ဆိုရင်တရုတ်လေကြောင်းလိုင်းတွေကိုလည်းအခက်အခဲဖြစ်စေနိုင်ပါ रे ။ဘာလို့ဆိုတရုတ်လေကြောင်းလိုင်းတွေဟာ boring 777 787 737 mass morere လို့တိုက်ကြီးပိုင်းခရီးစဉ်တွေအတွက်အကြီးအကျယ်အသုံးပြုနေကြလို့ပါ။ Airbus လိုမျိုးလေယာဉ်တွေကိုအသုံးပြုဖို့ဆိုရင်လေယာဉ်မှုအသစ်တွေလေ့ကျင့်ပြုပြင်ထိသိမ်းမှုအတွက်အခြေခံအစားအုံတွေ အပိုပစ္စည်းလုပ်ငန်းစဉ်တွေလိုအပ်လာမှာဖြစ်ပြီးတော့ဂျာရီဟာဒေါ်လာတန်ဖိုးများစွာရဲ့ထပ်ဆောင်းကုန်ကြစည်နဲ့လာဘများစွာကြောင့်အသင်ကူးပြောင်းရေးကာလကိုလိုအပ်ပါရယ်အခြားတစ်ဖက်မှာတော့ဒီအခြေအနေရဲ့ရလာကဘာဖြစ်မလဲဆိုတာမရှင်းလင်းသေးပါဘူးခမအနေနဲ့လင်းအများပြကိုအပြေအဝထုတ်လုပ်နိုင်မှုဘလောက်ကြာမလဲဆိုတာအတူတူပြောရရင်ဒီလက်တော့ပြန်မှုဟာတရုတ်ဘက်မှာလည်းယာယီအနောက်ဆက်တွေဖြစ်စင်မယ်ဆိုတာသိထားပါရယ်ဒါပေမဲ့ဘေကျင်းကကျွန်တော်တို့လည်းထိခိုက်မှာပဲဒါပေမဲ့အမေရိကန်ပိုထိခိုက်မယ်ဆိုတဲ့အတွေ့အကြုံနဲ့လှောက်ရှားနေရဖြစ်နိုင်ပါရယ် ဒါဟာကုန်တယ်ရေးစစ်ပွဲရဲ့အကျိုးမဖြစ်ထွန်းတဲ့ပြုဟာတစ်ခုပါ။ဒါပေမဲ့ဘယ်ဘက်ကမှအနောက်ဆုတ်ချင်တဲ့စိတ်မရှိပါဘူး။အခုနရဲ့ခွဲခြားစိတ်ဖြာမှုအရအမေရိကန်ကနေတရုတ်ထုတ်တဲ့နည်းပညာနဲ့စမှုထုတ်ကုန်အချို့ပေါ်မှာ25ကနေ90ရာခိုင်နှုန်းအခွန်တွေချမှတ်ထားပြီးမဟာပြုဟာအရအရေးပါတဲ့ပစ္စည်းတချို့အပေါ်မှာ100ရာခိုင်နှုန်းထက်ကျော်လွန်တဲ့အခွန်တွေချမှတ်မယ်လို့ချိန်ချောက်ထားပါရယ်။ ကြံပြန်နေတဲ့တရုတ်ကအမေရိကန်နဲ့တင်သွင်းတဲ့စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့စွန့်အင်အရှင်မြတ်တွေအပေါ်မှာကန့်သက်ချက်တွေချမှတ်ခဲ့ပြီးမကြသေးခင်ကတိုးတောင်းအကွာအဝေးအသံပြိုးရဲစီးပွားပြည့်လျင်တွေကိုပါထပ်ထည့်ခဲ့ပါရယ်အခုတရုတ်ကမြို့ပြလူစီလင်းအလုံးနဲ့ဆက်ဆက်တဲ့ဘိုရင်ရဲ့ရခင်သဘောတူညီချက်တွေကိုထိရောက်စွာရက်ဆိုင်မှုဆုံးချလိုက်ပါရယ်။တရုတ်စီကွက်တွေကဘိုရင်ရဲ့ရခင်သဘောတူညီချက်တွေဟာစုစုပေါင်းဒေါ်လာ150ကနေ160ဘီလီယံလောက်ရဲ့အလားအလာရှိခဲ့ပါရယ်။ ီပမာဏဟာ Airbus ဒါမှမဟုတ်တခြားထုတ်လုပ်တဲ့သူတွေစီကို ပြောင်းသွားမယ်ဆိုရင် Boeing ဟာရေရှည်ဝင်ငွေအားနည်းချက်နဲ့ရင်ဆိုင်ရနိုင်ပါ रे စတော့စီကမှာရှယ်ယာဝယ်ယူမှုရဲ့မတည်ငြိမ်မှုတွေကြောင့်ပြီးခဲ့တဲ့တစ်ပတ်အကြာမှာဈေးကွက်တက်မှုဒေါ်လာ15ကနေ20ဘီလီယံလောက်ဆုံးရှုံးသွားခဲ့ရပါ रे ကုမ္ပဏီဟာကယောကအတွင်737 MAX ပြဿနာတွေကြောင့်ဒေါ်လာ20ဘီလီယံကျော်ဆုံးရှုံးခဲ့ပြီးဖြစ်ပြီးတော့အခုထိလက်တွန့်ပြမှုတွေရဲ့တက်ရောက်မှုတွေကိုခန်းစားနေရပါ रे ။ လေးလာတဲ့သူတွေရဲ့အစီရင်ခံစာရိအရာတရုတ်ကတိသဘောထားကို6လကနေ17လအထိဆက်လက်ထင်ထားမယ်ဆိုရင်တော့ပိုရင်ရဲ့ပို့ဆောင်မှုဝင်ဝေးဟာ20ကနေ25ရာခိုင်နှုန်းအထိရုတ်တရက်ကျဆင်းသွားနိုင်ပါတယ်။ပိုရင်ရဲ့စုစုပေါင်းဝင်တဲ့ဥယေဟာ3,400လောက်ရှိနေပြီးတော့အဲ့ဒီက3,000ဟာဖောက်တဲ့တင်လင်းထုတ်လုပ်ရေးနဲ့ဆိုင်တဲ့ဌာနတွေမှာအလုပ်လုပ်ကြပါတယ်။ကုမ္ပဏီရဲ့အမြတ်ဆုံးရာခိုင်နှုန်းတိတ်ရာခိုင်နှုန်းလျှော့ကြတဲ့ဝန်ထမ်းထောင်ပေါင်းများစွာရဲ့အလောက်ကိုင်းတွေအနေနဲ့ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်စီးပွားရေးအကာအကွယ်ပေးဝါရကအမေရိကန်အလို့သမားတွေကိုပါပြန်လည်ပြီးတော့ထိခိုက်စေနိုင်တဲ့ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်။မကြသေးခင်ကတရင်းစာရှင်လင်းပွဲတွေမှာတမရထရန်ကပေးချင်းကိုအပြစ်ကျင်ခဲ့ပြီးတော့တယောက်ကဖိုရီသဘောတူညီချက်ကနေထွက်သွားခဲ့ပါတယ်။တယောက်ကသာအထူးကတောင်းဝန်ရှိရလို့ပြောကြားခဲ့ပါတယ်။သူတို့ဟာမများတာတဲ့အခွန်တွေနဲ့ငွေကြေးချဲ့လဲမှုတွေနဲ့အမေရိကန်ကိုထိခိုက်စေခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒီထုတ်ပြန်ချက်တွေကအင်ဘူရိုဟာနောက်ဆုတ်ဖို့လုံးဝဝေးကွာနေသေးတယ်ဆိုတာကိုပြသပါတယ်။ ုန်တရေးကြံကြံတဲ့သူတွေကတော့ဒီအခြေအနေဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့လေကြောင်းဆက်ဆံရေးဟာရေရှည်ထိခိုက်ပျက်စီးသွားနိုင်တယ်လို့သတိပေးနေပါတယ်။ဧပြီလကောင်မှာ Airbus ကတရုတ်နဲ့ထပ်မံပြီးတော့သဘောတူညီချက်တွေကျင်းပမယ်ဆိုရင်ကောလာဟာလာတွေလည်းထွက်ပေါ်နေပါရယ်။အကယ်၍ Airbus ကလင်းရင်အစီရေ150အတွက် Aura တစ်တခုနဲ့ဝင်ရောက်လာမယ်ဆိုရင် Boeing ဟာ၎င်းရဲ့ဈေးကွက်ဝေစုအများစုကိုဆုံးရှုံးရပါလိမ့်မယ်။ Boeing ရဲ့အမှုဆောင်အရာရှိတွေကဒီဖြစ်နိုင်ခြေကိုကျွန်တော်တို့ရဲ့အဆိုအရဆုံးအခြေအနေလို့ဖော်ပြထားပါရယ်။ တရုတ်မီဒီယာတွေမှာထုတ်ပြန်ထားတဲ့နံပါတ်တွေအရပြီးခဲ့တဲ့9နှစ်အတွင်းတရုတ်ကိုရောက်ချခဲ့တဲ့ Boring လေယာဉ်တွေရဲ့စုစုပေါင်းတန်ဖိုးဟာဒေါ်လာ90ဘီလီယံကျော်ရှိပါတယ်။ဒါအပြင်တရုတ်လေကြောင်းလိုင်းတွေဟာလာမယ့်10နှစ်အတွင်းမှာလေယာဉ်အသစ်900ကျော်ဝယ်ယူဖို့စီစဉ်ထားပြီးဒီအော်ရာအများစုကို Boring နဲ့ညှိနှိုင်းနေခဲ့ပါတယ်။အော်ရာတခုချင်းစီရဲ့ပို့ဆောင်မှုဟာ boring အတွက်ပြန်ညဝင်ဝေးဒေါ်လာ100တန်းကနေ300တန်းအထိထုတ်ပေးပါရယ်ပြပြင်ထင်သိမှုနဲ့အပုပ်ပစ္စည်းစာချုပ်တွေပါဝင်တဲ့အခါမှာဒီပမာဏဟာဒေါ်လာ900တန်းအထိရောက်ရှိနိုင်ပါရယ် အကယ်၍ဘေးကျင်းကဒီအစီအစဉ်ကိုဖျက်သိမ်းလိုက်မယ်ဆိုရင်တော့လင်းရင်ရာနဲ့ချီတဲ့လူအချက်ဟာပြက်လက်သွားမှာပါ Airbus ဒါမှမဟုတ် Russia တရုတ်ပူးပေါင်းချလုပ်တဲ့ CR 9029လိုမျိုး project တွေရှိနေပေမဲ့ရေတိုအတွက်မှာဒီလိုအစားထိုးဖို့အတွက်လွယ်ကူမှာမဟုတ်ပါဘူး။ဒါကြောင့်လေလာတဲ့သူတွေကတရုတ်ဟာ Boring ကိုတတိရှိဖို့သင်ကစားပေးခြင်းနဲ့လို့မှတ်ချက်ပြုထားပါရယ်။ကြော်ပေမဲ့ရေတိုမှာတရုတ်ကိုယ်တိုင်နဲ့အချို့သောအခက်အခဲတွေနဲ့အရင်ဆိုင်ရမှာပါ။တစ်ဖက်မှာတော့ Boring ကဒီဆုံးဖြတ်ချက်ဟာနိုင်ငံအရာလက်တွေ့ပြန်မှုတစ်ခုလို့ယုံကြည်ထားပါရယ်။ ကုမ္ပဏီရဲ့လော်ဘီသမားတွေကကွန်ကရစ်အမတ်တွေကိုဒီကုန်သည်ရေးစစ်ပွဲဟာလာမယ့်၁၀နှစ်တည်းမကောက်နောက်နှစ်30အထိတက်ရောက်မှုရှိမယ်တရုတ်စီကွက်တဲ့ကျွန်တော်တို့ပြန်ဝင်ရောက်ဖို့မဖြစ်နိုင်တော့ဘူးလို့ပြောကြားခဲ့ပါတယ်ကွန်ကရစ်အဖွဲ့ဝင်အချို့ကဘိုရင်းကိုကာကွယ်ဖို့အခွန်အနေမှာပြောင်းလဲပြန်လဲဖြစ်အောင်လုပ်တင်တယ်လို့ထင်မြင်ပေမယ့် Trump အစိုးရဟာဒါကကျွန်တော်တို့ရဲ့အလုံးစုံ view ဟာအရှုံးမပေးဘူးဆိုတဲ့သဘောထားရှိပါတယ်ဒါကြောင့်ဒီနေ့အပြင်ကုမ္ပဏီဟာနိုင်ငံရေးအငင်းပွားမှုကြီးတစ်ခုရဲ့အကျိုးဆက်ကိုပေးဆက်နေရတာပါ။ အများသူကလက်ကျန်စင်းတွေအရာ2024မှာပိုရင်ရဲ့တရုတ်ကိုပို့ဆောင်မှုကနေရရှိတဲ့ဝင်ငွေဟာဒေါ်လာ9.4ဘီလီယံအဖြစ်မှတ်တမ်းတင်ထားပါတယ်။2025မှာတော့ဒီနံပါတ်ဟာဒေါ်လာ9ဘီလီယံကနေ10ဘီလီယံထိမြင့်တက်လာဖို့ကြံမျှော်လင့်ထားခဲ့ပါတယ်။ကြော်ပေမဲ့အခုတော့ဒီဝင်ငွေခန့်မှန်းချက်ဟာတုံညနေပါအထိရှော့ချခံရဖို့အနေနဲ့ရှိနေပါတယ်။စံကျင်သူတွေကဒီအချိန်လေးဟာလေကြောင်းကဏ္ဍမှာတွေကန့်တတ်နေမှာမဟုတ်ပဲ American စီးပွားရေးတစ်ခုလုံးကိုတက်ရောက်မှုရှိမယ်လို့ယုံကြည်ကြပါတယ် အကယ်၍ဘေကျင်းကဘိုရင်ကိုလက်တော့ပြန်ရင်လည်းမကဘဲနဲ့တခြားမဟာပြူဟာကန္နာရီမှာပါအလားတူပေပင်မှုအတားစီရိနောက်နေမူရိချမှတ်မယ်ဆိုရင်တော့ကုံသွင်းရေးပမာဏပုံမကြီးမာတဲ့အန်နီရဲ့နဲ့ရင်ဆိုင်ရမှာပါတယောက်ကအမေရိကန်အနေနဲ့တင်သွင်းတဲ့ဒါရုပစ္စည်းတွေစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့စီမီကွန်ဒက်တာတွေလည်းအလားတူလက်တော့ပြန်မှုတွေနဲ့ပြတ်မှတ်ဖြစ်လာနိုင်ပါတယ်အကယ်၍အမေရိကန်ကအမျိုးမျိုးသောပိတ်ဆို့အရေးယူမှုတွေနဲ့တုံ့ပြန်မယ်ဆိုရင်ပြည်ပြဝဝကုန်သွယ်ရေးစစ်ပွဲရဲ့ဒုတိယအခမ်းအနားစတင်လာနိုင်ပါတယ် ဂျာဟာနှစ်ဖက်စလုံးရဲ့တင်ပို့မှုတွေကိုကျုံသွားစေပြီးတော့ကမ္ဘာစီးပွားရေးမှာဆုတ်ယုတ်မှုအန္တရာယ်ကိုတွန်းမြင့်စေမှာပါအခုချိန်မှာတော့ boring အချက်တွေဟာသင်္ကေတတစ်ခုသာဖြစ်ပေမဲ့အလားတူလှုပ်ရှားမှုတွေဟာဘယ်အချိန်မှမဆိုစတင်လာနိုင်တယ်လို့အချို့သတင်းရှင်မြတ်တွေကသတိပေးထားပါရယ်အကယ်၍စိုက်ပျိုးရေးနဲ့နှီးပညာကဏ္ဍတွေမှာအလားတူတင်ပါမှုတွေပေါ်ပေါလာမယ်ဆိုရင် American မှာအလုပ်လက်မဲ့မှုမြင့်တက်လာမှာဖြစ်ပြီးတော့ store secret တွေမှာရှင်းနှီးမြောက်နှံသူတွေရဲ့ယုံကြည်မှုဟာပြိုလဲသွားနိုင်ပါရယ်တန်တရားဖြစ်စရာမလိုဘူးဥရောပရဲ့အေယာမထုတ်လုပ်သူ Airbus ဟာလည်း ဒီပါဝင်ချက်မှာအနိကက်စောင့်ကြည့်ခံနေရပါတယ်။ကျွန်တော်တို့ဟာကုန်သွယ်ရေးစစ်ပွဲတွေကနေအကျိုးမြတ်ယူဖို့ရည်ရွယ်ချက်မရှိပါဘူး။ဒါပေမဲ့ဝယ်လို့အားရှိလာမယ်ဆိုရင်ကျွန်တော်တို့အကောင်းဆုံးလှုပ်ဆောင်မှာပါလို့ Airbus အရာရှိတွေကပြောကြားခဲ့ပါတယ်။ကုမ္ပဏီရဲ့ရှယ်ယာတွေမှာအနည်းငယ်တက်လှုပ်မှုရှိနေပြီးတော့ရင်းနှီးမြှုပ်နှံတဲ့သူတွေဟာတရုတ်က Airbus ကိုဥတီသွားမယ်လို့တွက်ချက်နေကြပုံပါ။အကြေဝေး Airbus နဲ့တရုတ်ရဲ့တရားဝင်သဘောတူညီချက်တစ်ခုကျင်းညာလိုက်မယ်ဆိုရင်တဟာပိုရင်အတွက်နောက်ထပ်ထိုးနှံမှုတစ်ခုဖြစ်လာနိုင်ပါ रे ။ ဘလို့ပဲဖြစ်ဖြစ်ဘိုရင်နဲ့တရုတ်အကြားထိတိုက်ရင်ဆိုင်မှုဟာနီးပညာဈေးနှုန်းအသာချနဲ့ဈေးကွက်မီခုံမှုတို့ရဲ့ဝင်ရိုးပေါ်မှာမြို့ပြလေးချောင်းကဏ္ဍမှာဆိုးရွားတဲ့ပြတ်တောက်မှုတွေအတွက်လမ်းခင်းပေးနေပါရယ်အနှစ်ချုပ်ရရင်တော့တရုတ်ရဲ့ဘိုရင်ချက်လင်းရင်ပို့ဆောင်မှုရပ်ဆိုင်မှုအတွက်အမိန်ဟာနှစ်နိုင်ငံအကြားကြီးမားတဲ့ကုန်သွယ်ရေးပမာဏမှာဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးမှုကိုညွှန်ပြနေပါရယ်ကိုရင်ဟာတရုတ်စီကွက်ထဲမှာလင်းရတထောင်ကျော်ရဲ့အလားအလာရှိတဲ့အော်ဒါစီးရင်ရှိပြီးတော့ဂျာဟာစုစုပေါင်းတန်ဖိုးဒေါ်လာ150ဘီလီယံကျော်ရှိပါတယ် အပိုပစ္စည်းတွေနဲ့ပြည်ပြင်ထိန်းသိမ်းမှုစားစုတွေထည့်သွင်းရင်ဒေါ်လာ100ဘီလီယံကျော်အထိရှိနိုင်ပါတယ်။ဒါကြောင့်ဒီဆုံးဖြတ်ချက်ဟာကုန်သွယ်ရေးစစ်ပွဲရဲ့အကြီးအမားဆုံးလှုံ့ဆော်မှုတွေကတစ်ခုအဖြစ်ယူဆခံရတာနားလည်နိုင်ပါတယ်။ကြမိုးရင်လက်ရှိဝင်ဝင်ကိုတာမကနောက်ဆက်စုနှစ်နာစာအထိထင်းထင်းထားဖို့ရှိမှန်းထားတဲ့စီးပွားရေးဆက်ဆံရေးတွေကိုပါအနည်းငယ်ဖြစ်စေပါရဲ့ American အစိုးရအနေနဲ့ရေတိုမှာနောက်ဆုံးမလို့ရင်ကုမ္ပဏီရဲ့ရှယ်ယာစင်းလုံးဟာတမန်အတဲကြဖြစ်နိုင်ပြီးဈေးကွက်တန်ဖိုးဒေါ်လာ90ဘီလီယံလောက်ဆုံးရှုံးမှုဟာချက်ကမထားတဲ့အလားအလာတစ်ခုဖြစ်ယူဆခံရပါတယ်။ဒီအချိန်ညဘိုရင်းရဲ့ထောက်ပံ့ရေးခွင့်စက်တွေကကုမ္ပဏီထောင်ပေါင်းများစွာနဲ့ဝန်ထမ်းတာမများစွာသူတို့ရဲ့မိသားစုတွေအပေါ်မှာလူမှုစီးပွားရေးဆိုင်ရာတက်ရောက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အချို့ကဒါရီဟာတန်တမန်ရေဖြူဟာရီလိုမျိုးပြောကြပြီးမယ်။တယောက်ကခဏအကြာမှာတော့ပိုရင်ရဲ့ပို့ဆောင်မှုတွေကိုတစိတ်တစ်ပိုင်းပြန်လည်စတင်နိုင်မယ်လို့ယူဆထားပါရယ်။ကြပြီးမယ်ဝါရှင်တန်နဲ့ပေကျင်းဆက်ဆံရေးလမ်းကြောင်းဟာအကောင်းမြင်တဲ့ခံမှန်းချက်ကိုမပေးနိုင်ပါဘူး။ လက်ရှိအချိန်မှာလုံခဲ့တဲ့နှစ်အနေငယ်ကဘသူမှမထင်မှတ်ခဲ့တဲ့မြို့ပြလေကြောင်းကဏ္ဍမှာဒီလောက်ကြီးမားတဲ့လက်တွန့်ပြမှုတွေဖြစ်ပေါ်လာနိုင်မယ်လို့ထင်မှတ်ခဲ့တဲ့ဤပညာရေးအရာအကာအကွယ်ပေးထားတဲ့ကဏ္ဍတစ်ခုဟာဒီလိုမျိုးပြင်ထန်တဲ့ကုံတရေးပြိပခါရဲ့စက်ကုံဖြစ်လာတာဟာကမ္ဘာစီးပွားရေးရဲ့ဥတီယာကိုပြသနေပါတယ်အမျိုးသားလုံးချုပ်ရေးတမမဟုတ်မဟာပြူဟာအရာအစီမံတွေဆိုရဲအကြံပြချက်နဲ့အကာအကွယ်ပေးဝါဒနဲ့အမျိုးသားရဲ့မူဝါဒတွေပုံမကျပြန်လာနေပြီးကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတွေဟာဒီအလဲမှာပိတ်မိနေပါတယ် ပိုရင်ဟာအခုအမေရိကန်နဲ့တရုတ်အကြားတင်မာမိုရီရဲ့တက်ရှိတက်သေးဥပမာတစ်ခုဖြစ်ပြီးတော့ဆုံးရှုံးမှုကြီးမားတဲ့ဈေးကွက်တစ်ခုရှိနေပါတယ်။ဒီတင်မာမိုရီအဆောင်သက်ကဘာဖြစ်နိုင်မလဲ။ကမ္ဘာ့ကျပ်တစုကတစ်ချိန်ချိန်မှာနှစ်ဖက်စလုံးညှိနှိုင်းစပွဲဝိုင်းမှာထိုင်ပြီးတော့အ ਨੇ စုံအရေးကြီးတဲ့ခန္ဓာတွေမှာသဘောတူညီမှုတစ်ခုရရှိနိုင်လိမ့်မယ်လို့ဆိုပါတယ်။ဒီသဘောတူညီမှုများရှိခဲ့ရင်တော့ပိုရင်အကြက်တွေဟာပုံမှန်နဲ့ဆိုင်လာနိုင်ပြီးတော့လက်တော့ပြန်မှုတွေထပ်မံဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာတရုတ်ကအမေရိကန်ကျဲသွင်းတဲ့အခြားအရေးကြီးပစ္စည်းတွေကိုဖြတ်တောက်ဖို့ဆုံးဖြတ်မယ်ဆိုရင်ကုန်သွယ်ရေးစစ်ပွဲဟာအရှိန်ဟုန်နဲ့ဆက်လက်ဖြစ်ပေါ်မှာဖြစ်ပြီးစီးပွားရေးဆက်ရုံမှုအပေါ်မှာစိုးရိမ်မှုတွေတိုးလာမှာပါဒီလိုမသေးကြမှုရင်းနဲ့အတူဒီတင်မမှုဟာမကြခင်အဆုံးသတ်မယ်လို့မျှော်လင့်ပြီးရှင်းနည်းမြုံနယ်တဲ့သူတွေလှောက်ရှားတင်လာကြောင့်မဟုတ်နောက်ထပ်ထုံနှံမှုတစ်ခုအဖြစ်ဘယ်အချိန်မှမဆိုရောက်လာနိုင်နေဆိုပြီးတော့ထွက်ပြေးတင်လာဆိုတာမရှင်းလင်းပါဘူး။ဒါကြောင့်ဘိုရင်ရှယ်ယာတွေဟာတိတာတွေမတည်ငြိမ်မှုတွေမှာရှိနေပါသေးတယ်။ ြို့ပြလေးချောင်းကဏ္ဍဟာပြင်းထန်တဲ့နိုင်ငံရေးလက်နက်တစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါရယ်စေကွက်ထဲမှာမဆက်တွေကအားကောင်းလာနေပြီးတရုတ်ကဘိုရင်ပူဆောင်မှုတွေကိုရက်ဆိုင်လိုက်တာဟာလေရင်တရာ၂၀၀ကျော်မှမဟုတ်300အထက်အော်ရာဖြတ်သိမ်းရုံနဲ့မဟုတ်ပါဘူးကြာရဲ့နောက်ကမှဒေါ်လာဘီလီယံပေါင်းများစွာရဲ့နေပညာဆက်ဆက်ဆက်မှုလုပ်ငန်းတွေနဲ့တန်တမာရေးပြူဟာကစားပွဲတွေရှိနေပါရယ်ဒီပရိဘကဟာဘူရင်ရဲ့တရုတ်ဈေးကွက်ကနှစ်စဉ်ဝင်ငွေဒေါ်လာ10ဘီလီယံကနေ12ဘီလီယံအထိကိုအနည်းငယ်ဖြစ်စေပြီး ဒေါ်လာ150ဘီလီယံကျော်ရှိတဲ့ရေရှည်သဘောတူညီချက်တွေကိုဖြည့်ဆည်းနိုင်ကစတော့စီကွာမှာဒေါ်လာ50ဘီလီယံကျော်ရဲ့ပြောင်းလဲမှုဖြစ်နိုင်ခြေကိုဖန်တီးပေးနေပါတယ်။အမေရိကန်စီးပွားရေးအတွက်လေကြောင်းတင်ပို့မှုမှာ15ကနေ20အရခိုင်နှုန်းဝေစုရှိရဲ့နိုင်ငံတကာနိုင်ငံကိုဆုံးရှုံးရတာဟာကြီးမားတဲ့ထုံနှံမှုတစ်ခုဖြစ်ပါတယ်။ဒီအခြေအနေဟာမြို့ပြလေကြောင်းကဏ္ဍမှာရင်ကန့်တတ်နေမှာမဟုတ်ပါဘူး။လက်တော့ပြန်မှုတွေဟာတခြားမဟာပြူဟာကဏ္ဍတွေစီပြန့်နှံ့သွားနိုင်ပါတယ်။ ကုန်တယ်ရေးစပွဲမှာမျက်နှာစာတစ်ခုဖွင့်လှစ်လိုက်ပြီးလို့ထင်ရပြီးပိုရင်ဖြစ်ရဟာဒီစပွဲဟာဘလောက်ထိပြန်ထန်နိုင်တယ်လဲဆိုတာကိုကမ္ဘာကသတိပေးနေပါရယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။